တနားစရာကောင်းတဲ့ဘဝအခြေအနေနဲ့ဖြတ်သန်းနေရပြီမြင့်အထက်တန်းစားဆန်တဲ့ခံယူချက်တွေနဲ့ရှိခဲ့ကြောင်းတဲ့ကိုစော်ဆိုင် MCN ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်လက်တလုံးမှာတော့ငလင်ပေးတင်နေတဲ့ကားရန်ကြီးကိုရေခဲကြောင်းတွေလိုက်လူပြီးနေတဲ့ရှိခဲ့ကြောင်းတဲ့ရဲ့ဗီဒီယိုလေးကိုလူပြောများနေကြတာပါငလင်ပေးကိုသွားလူမဲ့ကားရီကိုတားပြီးရောင်းမဲ့ရေခဲကြောင်းတွေကနေလူတန်းပြီးနေကြတာကြောင့်မှဒါအပြင်ဆိုင်ကရလည်းအကရန်တော်မရှိတဲ့အထိစုံနေခဲ့ပြီမြင့်ရှင်နေကစေတနာတွေကတော့မမွဲနေခဲ့ပါဘူးဒါကြောင့်မလို့လေရှိခဲ့ကြောင်းတဲ့ကိုလူများက ထက်တန်းစားစိတ်သက်ရှိသူဖြစ်ကြီးကျူးနေကြတာဖြစ်ပါတယ်။နေချင်းညာချင်းဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားခဲ့တဲ့ရေကဲကြောင်းတင်နာမည်ကကိုဇော်ဆိုင်ဖြစ်ပါတယ်။ကိုဇော်ဆိုင်ကစကိုင်းဘက်မှာရေကဲကြောင်းလိုက်ရောက်နေသူပါ။ရေကဲကြောင်းရောင်းရင်ဘဝကိုဖျက်ဆီးနေတာဆိုရင်၁၀နှစ်ကျော်ဝန်းကျင်အထိကိုရှိနေပါပြီ။အရင်တော့တော့ကိုဇော်ဆိုင်ကမန္တလေးဘက်မှာရေကဲကြောင်းအရင်ရောင်းခဲ့တာပြီးမှစကိုင်းဘက်ကိုပြောင်းလာတာပါ။ငလင်လုံးတဲ့အချိန်မှလည်းစကိုင်းဘက်ကဆုံးရှုံးမှုတွေများကြီးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ကိုစော်ဆိုင်ကသူ့မှာလူစရာလည်းအများကြီးရှိမနေပါဘူး။ဒါကြောင့်မလို့ပုံမှန်အတိုင်းစကိုင်းဘက်ကိုရှေ့ကဲကြောင်ရောက်ထွက်ခဲ့ပါရယ်။ရောင်းနေရင်နဲ့ငလင်ဘေးကိုလာကူညီတဲ့သူတွေငလင်ဘေးကြအပူမီးတွေဝိုင်းဝိုင်းလည်နေတဲ့သူတွေကိုပါတွေ့လိုက်ရပါရယ်။အပူမီးတွေဝိုင်းနေသူကိုခဏတာအီးမြစေဖို့ရှေ့ကဲကြောင်လူလိုက်မယ်လို့ကိုစော်ဆိုင်ကဆုံးဖြတ်လိုက်တာပါ။ရောင်းမှုယူလာတဲ့ရှေ့ကဲကြောင်တွေကနေယူပြီးလူအများကိုလိုက်ဝေပေးလိုက်တာပါ။ကိုစော်ဆိုင်ကတရက်ကိုရှေ့ကဲကြောင်အချောင်း900လောက်ဝေပေးနေတာပါ။သူ့ဆိုင်ကပုံမှန်ရှေ့ကဲကြောင်အချောင်း100လောက်သာဆန်တာပါ။ဒါကြောင့် ောင့်မလို့တိုင်စီမှာ၃ချိန်လောက်အသွားပြန်ယူကာလှူဒန်းပေးနေတာပါအခုလိုလှူဒန်းပေးနေတာကိုကိုစော်ဆိုင်ကငွေတွေပူရှန်နေလို့မဟုတ်ပါဘူး၁၀နှစ်ကျော်ကြာရင်ခဲကြောင်ရှောင်းလာတဲ့ကိုစော်ဆိုင်ကရွာပြန်ဖို့အတွက်၁၅သိန်းသာစုမိပါသေးတယ်အဲ့ဒီ၁၅သိန်းကလည်းအခုလက်ထက်မှမရှိတော့ပါဘူးရေခဲကြောင်လူနေတာ၄ရက်မြောက်ရှိသွားပြီဖြစ်တဲ့အတွက်၁၅သိန်းမှကုန်သွားကအရင်ပြုတ်သွားပါပြီဒါပေမဲ့ကိုစော်ဆိုင်ကမျက်ရည်ကန်းထိုးပြီးသူရဲ့ဘဝကိုအတနာခံလာတာမျိုးမရှိပါဘူးအခုလိုအရင်ပြုတ်သွားတဲ့အထိလူတာကလည်းသူရဲ့ဆုံးဖြတ်ချက်နဲ့သူလှူခဲ့တာလို့ဆိုပ ပါတယ်။ကိုဇော်ဆိုင်မှာအိမ်အောင်လည်းမရှိသလိုထောက်ပံ့စရာလည်းမရှိပါဘူး။ဒါကြောင့်မလို့ကိုဇော်ဆိုင်ကစူဆောင်းထားသမျှကိုအကုန်လုံးနှုတ်ပြလိုက်တာပါ။လူများဒုက္ခရောက်နေတဲ့အပူကိုသာဖြည့်ငိမ့်စေခြင်းနဲ့စိတ်ကရှိနေတာကြောင့်ပါ။ တားအပြင်ကိုစော်ဆိုင်ကသူ့ဘက်ကသာပေးကျင်တဲ့စိတ်တစ်ခုနဲ့ပေးနေကြတာဖြစ်ပြီးရယူလိုချင်စိတ်လည်းမရှိလို့အညာသားဆန်ဆန်စကားတွေပြောလာပါတယ်ရင်းတွေတအားပူနေကြချိန်မှာရေခဲကြောင်းလေးနဲ့ဆိုခဏတာဤတွန်းကြမှာပဲလေအလူရှင်နေလူတွေတဲမှာရေခဲလိုမျိုးတိတ်မပါဘူးလေနော်ရေခဲကြောင်းလေးစုပ်ပြီးပြီဆိုခဏတော့အပူလေးတွေဖြေးဖြောက်သွားမှာပါဆိုပြီးကိုစော်ဆိုင်ကနှလုံးသားဖြူနေစကားလေးတွေကိုတစားမစင်မဲသူပြောတတ်တယ်လို့ပြောလာခဲ့ပါတယ်တနာစရာကောင်းတဲ့ဘဝချင်းနေနဲ့ဖြတ်တန်းနေရပေမဲ့အထက်စန်းစားစံတဲ့ခံယူချက်တွေနဲ့ ရေခဲကျောင်းတဲ့ကိုစော်ဆိုင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်